အားလုံးမင်္ဂလာပါခင်ဗျာ SSK ထက် YouTube Channel Facebook Page နဲ့ TikTok Account ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ Facebook Update မှာအစ်စ်ပါလာခဲ့တဲ့မဖြစ်မနေဖွင့်ထားပေးရမယ့် setting လေးတစ်ခုအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Facebook မှာဗီဒီယိုတွေတင်ပြီးဝင်ဝေးရှာနေကြတဲ့သူတွေအတွက်ပို့ပြီးတော့အသုံးဝင်တဲ့ setting လေးတစ်ခုဆိုလဲမှမားပါဘူးခင်ဗျာ Facebook account မှာပဲဖြစ်ဖြစ် Facebook page မှာပဲဖြစ်ဖြစ် post တင်တဲ့အခါ video တွေတင်တဲ့အခါမှာဒီ setting လေးကိုမဖြစ်မနေဖွင့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคပါဒါဆိုရင်ဒီ setting လေးကဘယ် setting လေးဖြစ်မလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ Facebook တဲကိုဝင်ပေးလိုက်ပါပြီးရင်တော့ Facebook မှာ post တင်ဖို့အတွက်ကိုတင်မဲ့ video လေးတစ်ပုဒ်ကိုရွေးချယ်ပေးလိုက်ပါကျွန်တော်ကတော့စမ်းတင်တာဖြစ်တဲ့အတွက် video လေးတစ်ပုဒ်ကိုကျွန်တော်အနေနဲ့ရွေးချယ်ပေးလိုက်ပါမယ်โอเคပါဒီ video လေးဆိုရင်တော့ကျွန်တော်အနေနဲ့စမ်းပြီးတော့တင်ပြမှာဖြစ်ပါတယ် Okay ပါဒီနေရာမှာကိုယ်အနေနဲ့တိုက်တဲ့တွေ description နေတခါတည်းရေးထည့်လို့ရပါတယ်ကျွန်တော်ကတော့စမ်းပြတာဖြစ်တဲ့အတွက်ရေးပြကြမလို့ပါဘူး Okay ပါဒီ video ကိုကျွန်တော်တို့အနေနဲ့အဲ title တွေ description တွေရေးပြတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီမှာ setting လေးခုရှိရေပေါ့နော်ဒီ setting လေးကတော့ဒီအောက်ဆုံးနားမှာရှိပါတယ် copyright share ဆိုတဲ့ဒီမှာ C ဆိုတဲ့အခရာလေးနဲ့ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့အနေနဲ့ဒီ Facebook ရဲ့ update a new update မှာကျွန်တော်တို့ပါလာတာဖြစ်ပါတယ်အရင်တုန်းကဆိုရင်တော့ဒီ copyright share ဆိုတဲ့ copyright စစ်ဆေးတဲ့ setting လေးမပါလာသေးဘူးပေါ့နော်ခုချိန်မှာဆိုရင်တော့ Facebook ကနေပြီးတော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေမတင်ခင်မှာ copyright ညီမညီစစ်ဆေးလို့ရမယ်ဒီ setting လေးကိုဖွင့်ပေးလာတာပဲဖြစ်ပါတယ်ဆိုတော့ကဒီ copyright shop ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့နဲ့ဒီမှာချထားတဲ့စာလေးတွေကိုကျွန်တော်တို့နဲ့ငငယ်ဖတ်ကြည့်ပါမယ်ဟုတ်ကဲ့ပါဒီ setting လေးရဲ့ဘယ်လိုမျိုးအသုံးဝင်လဲဆိုတာကိုမိတ်ဆွေတို့သိအောင်ကျွန်တော်အနေနဲ့အနည်းငယ်လေးရှင်းပြပေးပါမယ်โอเคပါဒီ setting လေးကဘလို့လုံးလို့လဲဆိုရင်တော့ဒီ setting လေးကိုကိုအနေနဲ့ဖွင့်ပြီးတော့ဗီဒီယိုတင်မယ်ဆိုရင်တော့ကိုဗီဒီယိုတင်လိုက်တာနဲ့ copyright ညှိမညှိစစ်ဆေးပေးပါမယ် ပြီးရင်တော့အကယ်၍စစ်ဆေးတဲ့အချိန်မှာကိုတင်တဲ့ဗီဒီယိုကအဲ copyright ညှိနေတယ်ဆိုရင်တော့ကျွန်တော် Facebook ပေါ်ကိုတခါတည်းရှက်ချင်းမရောက်ဘဲနဲ့တနာကြီးရက်ပေးထားမှာဖြစ်ပါတယ်။ Okay ပါဒီရက်ပေးထားတဲ့တနာကြီးအချိန်အတွင်းမှာလည်းကိုအနေနဲ့ဒီဗီဒီယိုတဲ့က copyright ညှိနေတာတွေကိုပြန်ပြင်မလား။ဒါမှမဟုတ်ဒီဗီဒီယိုကိုမတင်မဲနဲ့ cancel လုပ်မလားဆိုပြီးတော့ကျွန်တော်တို့လည်းရွေးချယ်ပြီးတော့လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ်ဒါဆိုရင်တော့ကိုအနေနဲ့ဗီဒီယိုတွေတင်ပြီးကမှ copyright ညှိနေတာကိုသိနေရတာမျိုးမဟုတ်တော့ပဲကိုမတင်ခင်ကတည်းက copyright ညှိနေတာကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရဲ့ Facebook account ဒါမှမဟုတ်ကိုရဲ့ Facebook page မှာလည်း copyright မထိအောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ပြီးရင်တော့နောက်တစ်ခုကတော့ကျွန်တော်ဒီ setting လေးကိုမဖွင့်ထားရင်ဘာတွေဖြစ်နိုင်လဲဆိုတာလေးပါ ဒီ setting လေးကိုမဖွင့်မနဲ့ကျတို့ video တွေတင်မယ်ဆိုရင်တော့ကိုတင်လိုက်တဲ့ video ထဲမှာ copyright ညိတာတွေတွေ့ရင်တော့ Facebook policy နဲ့အရေးယူမှာဖြစ်လို့ကိုရဲ့ account ဒါမှမဟုတ်ကိုရဲ့ page ကိုထိခိုက်ပြီးတော့ကျတို့ထိခိုက်တာတွေများလာရင် copyright ညိတာတွေများလာရင်လည်းကိုရဲ့ account ပြတ်ကျတဲ့အထိပါကျွန်တော်တို့ဖြစ်သွားနိုင်ပါတယ်ဆိုတော့ကကျတို့ Facebook မှာ video တွေတင်ပြီးဝင်ဝင်ရှာနေရတဲ့သူတွေအနေနဲ့ဒီ setting လေးကပို့ပြီးတော့အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ setting လေးကိုမပြစ်မနေဖွင့်ပြီးမှ video လေးတွေတင်ကြဖို့လည်းကြော်နေတဲ့အကြံပြုချင်ပါတယ် okay ပါဒီ setting လေးကို ဘယ်လိုဖွင့်ရမလဲဆိုရင်တော့ဒီ setting လေးကိုဖွင့်ဖို့အတွက်ဆိုရင်တော့ဒီအောက်မှာရှိတဲ့အပေါ်ကကျွန်တော် check for copyright issue ဆိုတဲ့ခလုတ်လေးကိုကျွန်တော်ပိတ်ထားတဲ့ဆိုရင်ဒီလိုမျိုးလေးဖွင့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီအောက်မှာရှိတဲ့ setting လေးတခုကတော့ကျတို့အဲလာမဲ့ video တွေပေါ့နော်လာမဲ့နောက်ထပ်တင်မဲ့ video တွေမှာကျတို့เนี่ยဒီ setting လေးကိုအဲ ထပ်ပြီးတော့ဖွင့်စရာမလိုခြင်းပေါ့နော်ဖွင့်စရာတော့နောက်ပြီးတော့ဒီ setting လေးကိုနောက်တက်ဖွင့်စရာမလိုခြင်းဘူးဆိုရင်တော့ဒီကောင်လေးကိုအမှန်ကြီးပေးပြီးတော့ဒီမှာရှိတဲ့ damn ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်အဲနောက်ထပ်ဗီဒီယိုတွေတင်တဲ့အခါမှာကျွန်တော်ဒီ setting လေးကိုအထဲဝင်ပြီးတော့ဖွင့်ပေးစရာမလိုတော့ဘူးပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာဆိုရင် auto ပဲကျွန်တော် copyright ကိုစစ်ဆေးပေးမှာဖြစ်ပါတယ်ဆိုတော့ကကျွန်တော်ဒီ setting လေးနှစ်ခုကိုဖွင့်ပြီးပြီဆိုရင်တော့ဒီညာဘက်အပေါ်တောင်းမှာရှိတဲ့ damn ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคပါဒါဆိုရင်တော့ဒီမှာ copyright check ဆိုတဲ့နေရာမှာကျွန်တော် unable ဆိုပြီးဖြစ်သွားပါပြီဒီပု ုံစံလေးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ညဗီဒီယိုကိုတင်တဲ့အခါမှာကျွန်တော်တို့ဗီဒီယိုကိုအဲတင်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့က copyright ကိုစစ်ဆေးပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအဲကျွန်တော်ဒီပေါ်မှာ title လေးတွေရေးမယ်ပေါ့နော် title လေးတွေရေးမယ်ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်အနေဟိုပြချင်လို့ပေါ့နော် okay title လေးတွေရေးပြီဆိုတော့ကျွန်တော်စစ်စစ်ဆေးဖို့အတွက်ကျွန်တော် share noun ကိုနှိပ်လိုက်ပဲပေါ့နော် okay ပါကျွန်တော်တို့ညဒီနေရာမှာခဏလောက်စောင့်ပြီးတော့ကျွန်တော်တို့ home home ကျွန်တော်တို့စစ်ဆေးကြည့်ပါမယ် okay ပါခဏလေးစောင့်ပြီးရမယ်နော် โอเคပါဒီမှာဆိုရင်တော့ခဏလေးစောင့်လိုက်တယ်ဆိုရင်ဒီမှာ running copyright scan ဆိုပြီးတော့ပေါ်နေပေါ့เนาะဒါဆိုရင်တော့ကျွန်တော် Facebook ကနေပြီးတော့ဒီဗီဒီယိုထဲမှာ copyright ရှိတာတွေမရှိတာတွေကိုဒါစစ်ဆေးပေးနေတာဖြစ်ပါတယ်အရင်တုန်းကဆိုရင်တော့ကျွန်တော်ဒီလိုမျိုးစာတန်းလေးမပေါ်ဘဲနဲ့ Facebook ပေါ်ကိုဒါတိုင်းရောက်သွားတယ်ပေါ့เนาะအခုချိန်မှာဆိုရင်တော့ဒီမှာ running copyright scan ဆိုပြီးတော့စာတန်းပေါ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာ copyright ညှိတာတွေရှိမရှိကို Facebook ကနေစစ်ဆေးပေးနေပြီဖြစ်ပါတယ်ခင်ဗျာโอเคပါခဏလေးစောင့်ပေးပါ Thank you. ကေပါဒီမှာဆိုရင်တော့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုလေးရောက်လာပါပြီဒါမျိုးဆိုရင်တော့ကျွန်တော်တို့ Facebook မှာ copyright တွေကျွန်တော်တို့ညှိမညှိတော့ စစ်ဆေးပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးက copyright မရှိပါဘူးဆိုတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အနေနဲ့ copyright မရှိတဲ့အတွက်ကိုယ့်ရဲ့ Facebook account နေကိုယ့်ရဲ့ Facebook page တွေမှာလည်းကျွန်တော် copyright တွေမညှိနိုင်တော့ဘူးပေါ့နော် okay ပါမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးမှာကြော်မျှဝေပေးခဲ့တာကတော့ Facebook ရဲ့ update အစ်စ်မှာပါလာခဲ့တဲ့ copyright ရှိမရှိစစ်ဆေးလို့ရမယ် setting လေးတစ်ခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာနေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါ 怎么样？阿龙妹先别讲话，怎么样？